းသားလေးအခုလိုမျိုးဒုက္ခရောက်တဲ့ခံနေဘူးလမ်းခံပြီးတော့မှယူရက် ရော်ချင်းမျိုးလည်းမလိုချင်ဘူးပေါ့နော်ပေးခဲ့တော့ရှိရင်တော့မှမလိုချင်ပါဘူးအဲ့လိုမျိုးလည်းပေါ့နော်ခလေးပေါ်မှာအမဲဆက်မကြံခဲ့အောင်ပဲကိုကြီးပေးပါလို့ပဲပြောချင်တယ်ပေါ့နော်ဟိုကိုကမရှိလို့ပြစ်ထားခဲ့တယ်ဆိုပေမဲ့ဒါပေမဲ့နောင်တရရတယ်အခုစိတ်ထဲမှာစဉ်းစားတာငါသားလေးငါသားလေးမပါပါမပါလို့ရတဲ့အလုပ်မျိုးဆိုရင်ဘယ်လုံးမှမလုပ်တော့ဘူးလို့ဆုံးဖြတ်ထားတယ် လောက်ကတော့ဈေးရောင်းတယ်ပေါ့သူ့ဖေက900ရယ်900ရောင်းတယ်ငါမရှိရဆိုရင်လည်းပုံသိမ်းနေပါလေရောင်းတယ်ပေါ့ဒီသားစုကအားလုံးပေါင်းဆိုတော့900ရောက်ကလေးက300လူကြီးက200ရောက်ပေါ့အကြီးမကတော့အကြောင်းမတက်တော့ဘူးနှစ်တန်းနဲ့ထွက်လိုက်တာသူကတော့ငန်းရီမကောင်းတဲ့အတွက်ကြောင့်မို့နှစ်တန်းနဲ့ပဲသူကထွက်လိုက်တယ်အခုအလက်ကောင်ကတော့တန်းအခုလိုမျိုးသူ့ညီလေးကိုသူ့ညီလေးကိုတွေ့တော့သူစိတ်မကောင်းဘူး ်သူကမနာခင်တည်းကလည်းငိုတာအလက်ကမှသူ့ညီကိုရင်သွေးပုံပဲလောင်းမဲ့ခံကြတော့အဲ့လိုမျိုးကြတော့သူကပြောပြောပြီးတော့ငိုတယ်အမေရဲ့တားညီလေးကိုရင်သွေးပုံနဲ့လောင်းမဲ့ဆိုတော့တားမခံစားနိုင်ဘူးသူကပြောတတ်တဲ့အရွယ်ရောက်နေတာမှပြောပြောတယ်အဲ့ဒါအပွားဝင်ခွဲပေါ့နော်ပြောမယ်ဆိုရင်တော့အပွားဝင်ခွဲပေါ့အဲ့လိုမျိုးတော့တော်တာပေါ့နော်သူကအဲ့လိုမျိုးငငယ်လေးတည်းကသူ့ကိုထိန်းခဲ့တာသူသားဝင်စားတယ်ဆိုပြီးတော့ငငယ်လေးတည်းကထိန်းခဲ့တယ်ကျွေးခဲ့တယ် သူကအဝတ်ကျော်ဆိုပြီးတော့လာခေါ်တယ်ခလေးကိုလာခေါ်တော့အဲ့လိုမျိုးလေးပဲကိုကထည့်ပေးလိုက်တယ်ဗောပြန်လို့ရှင်သူကမဖို့ပေးတယ်အဲအေးတိုက်တယ်အော်ဒီလိုဒီလိုနဲ့ပဲတန်ရောစင်တွေ့လာနှစ်နှစ်ကျော်ပါပြီဆိုတော့ခလေးကအခုနှစ်နှစ်ကျော်ဆိုတော့အဲ့ဒါလေးကိုတန်ရောစင်ထားပြီးတော့ထည့်ထည့်ပေးရဒီလိုတွေလောက်စားနေမှလည်းမသိခဲ့ဘူးဟောဘလို့ကိုသားသမီးကိုသားသမီးကိုဒီလိုမျိုးခိုင်းစားနေမှသိလို့ရှင်ဘယ်မိမကမှာ ဒီလိုမျိုးထက်မဲ့စိတ်ဓာတ်လည်းမရှိဘူးတမီးတို့မှလည်းအဲ့လိုစိတ်ဓာတ်မရှိဘူးပေါ့နော်တရားရရ90ရရကိုသားသမီးကိုဖြူဖြူစင်စင်နဲ့ကျွေးတဲ့ဟာမျိုးပဲလိုချင်တယ်ပေါ့နော်ဟိုဖြစ်စေချင်တာကတော့အမှန်တရားကိုပဲရက်တည်စေချင်တယ်ပေါ့နော်အဲ့လိုရွှေပြည်သားတခွင်မှာမစရီဘူးလိုက်ခူးရဲ့ပြန်လာတော့ပြုတ်တယ်ည7နာရီလောက်မှသူများပြောတယ်ဆိုတာကတော့မပြောသေးဘူးကို့မှာအဆက်အသွယ်မရှိတဲ့အကြောင်းမို့ ဖုံးနေပါလေဒီလိုသုံးနဲ့သုံးစားမရွှေ့ကြမလို့သူများရောက်ကွက်ကိုတွားကြည့်ရတယ်ဟိုကွင်းလန်းနေပြီးတော့ဖြတ်သွားတယ်အိုက်ကွင်းလန်းနေဖြတ်သွားရင်အိုက်အိမ်ကိုရောက်တယ်ပေါ့နော်အိုက်အိမ်ရောက်တော့သူကစိတ်ကိုတဲ့ခိုင်ခိုင်သာနော်တဲ့ဆိုတော့သမီးကနှလုံးရောဂါပဲရှိရဲဆိုတော့စိတ်ကိုခိုင်ခိုင်ထားမှကြည့်ကြအဲ့နဲ့အပြေးသွားတော့အိုက်အိမ်ရောက်တော့ပြတယ်ဟာအဲ့လိုမျိုးကြည့်တန်းကြည့်ရောစိတ်ထဲမှာတော့တော်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 နဲ့ဖြစ်ပြီးတော့ခံစားတာငါသားလေးကိုဒီလိုမျိုး ရင်ရင်းမှုနဲ့တကယ်လောင်းလိုက်လို့ရှိရင်ငါသားလေးအခုချိန်ဆိုရင်အသက်ရှင်ရမယ်ပြန်ပါလာတော့မှာမဟုတ်ဘူးဟဲ့ဆိုပြီးတော့ဒီလိုမျိုးအတွင်းမျိုးနဲ့တွေ့ရပါတော့ခလေးကအမဲဆက်ကိုလည်းခြံခဲ့မှလည်းသမီးကြောက်တယ်ပေါ့နော်ဘယ်လိုပဲဖြစ်ဖြစ်ရက်ပေါ်ထဲမှာမင်းကငငယ်တုန်းကဒီလိုမျိုးလုပ်ခဲ့တယ်ဆိုတော့အကြောင်းရင်းကတော့သိခဲ့လူတွေရှိရင်တော့မှပဲအဲ့လိုမျိုးခလေးကိုလည်းညှိုးထိုးပြီးပြောမှတော့သမီးစိုးရင်လည်းပေါ့နော်အဲ့ဒါကြောင့်မလို့အမှန်တရားကိုပဲလှုပ်ဆဲခြင်းနဲ့ဥပဒေရဲ့အတိုင်းကိုပဲ ဆောင်ရတာမျိုးပဲဖြစ်စေခြင်းလည်းပေါ့နော်။သမီးဟိုရောချင်းပေးတာလို့ဘာလို့လဲသမီးလက်မခံနိုင်ဘူးပေါ့နော်။လက်လည်းမခံပါဘူး။လက်လည်းမခံဘူး။သမီးသားလေးကိုစေတနာရှိလို့ဖြူဖြူစင်စင်နဲ့လှူတဲ့အလှငွေပဲသမီးတို့ကလက်ခံခြင်းလည်းအဲ့လိုမျိုးလက်ခံတာမျိုးပဲဖြစ်စေခြင်းလည်းပေါ့နော်။အော်သမီးသားလေးကိုထုရိုက်ပြီးတော့မှပေးတဲ့နင့်နာခြင်းမျိုးကိုသမီးမလိုချင်ဘူး။ သမီးသားလေးအခုလိုမျိုးဒုက္ခရောက်တဲ့ခံနေဘူးလမ်းခံပြီးတော့မှယူရဲရော်ချင်းမျိုးလည်းမလိုချင်ဘူးပေါ့နော်ပြေးခဲ့တော့ရှိရင်တော့မှမလိုချင်ပါဘူးအဲ့လိုမျိုးလည်းပေါ့နော်ခလေးပေါ်မှာအမဲဆက်မကြံငဲ့အောင်ပဲကုညီပေးပါလို့ပဲပြောချင်တယ်ပေါ့နော်အခုစဉ်းစားလာတာပေါ့နော်ဟိုနောက်လာလဲရပါတယ်ကိုသားသမီးကိုဒီလိုမျိုးပြစ်ထားခဲ့ရတဲ့ကြောင့်မို့လဲဟိုကိုကမရှိလို့ပြစ်ထားခဲ့တယ်ဆိုပေမဲ့ဒါပေမဲ့နောက်ထားရတယ်အခုစိတ်ထဲမှာစဉ်းစားတာငါသားလေးငါသားလေးမပါ ပါမပါလို့ရတဲ့အလုပ်မျိုးဆိုရင်ဘယ်လုံးမှမလုပ်တော့ဘူးလို့ဆုံးဖြတ်ထားတယ်။သူ့ဖေလည်းပြောလာတယ်။ယောက်ျားမနက်ကမစလီဘူးအောက်ခုခဲ့နေတော့မှငါတို့သားလေးကိုငါတို့ခေါ်သွားမယ်။ဆိုင်ငယ်ငါလို့မဆန့်ငယ်တော့မှပဲကားနဲ့ပြန်မယ်အဲ့လိုမျိုးပြောထားတယ်။အိမ်ကအမျိုးသားဘူးပေါ့နော်။အဲ့လိုမျိုးလေးပြောထားတော့ရှိတယ်။သူကလည်းလက်ခံတယ်ပေါ့နော်။ခလေးနဲ့အနီးကဈေးရောင်းလို့ရမယ်အဲ့လိုကလေးပဲလိုချင်ပါတယ်လို့ခလေးနဲ့ အိမ်မခွာအိုးမခွာလေးနဲ့ပဲနေလို့ရတဲ့အလုံမျိုးလေးပဲလှုပ်ချင်တယ်ပေါ့နော်ဈေးရောင်းလေးပဲဖြစ်ဖြစ်ဗားလေးပဲဖြစ်ဖြစ်အယောင်းဝန်လေးတခုပေါ့နော်အဲ့ဒါကိုပဲလိုချင်ပါတယ်လို့ပဲလိုချင်ပါတယ်ဟုတ်ပထမတော့ကတော့မကြောက်တတ်ဘူးအခုတော်တော်ကြောက်တယ်သူဝါးရပါရင်ခေါ်ရအောင်သူမလိုက်တော့ဘူးအခုတမိကိုပဲကတ်တော့တာပေါ့နော်အခုတမိကလွဲရင်သူကမကတ်တော့ဘူးဘာလို့မှမကတ်တော့ဟုတ်ကဲ့ဟွာပြောမယ်ဆိုရင်တော့ဒါကတော့အဖွားဝင်ွယ်ပါခလေးကိုဒီလိုမျိုး လှုပ်ရှားဖို့ခေါ်တဲ့ဆိုခဲ့ရင်တော့မှပဲသူလည်းဒုက္ခရောက်နေရတာသူ့မှာလည်းမြေး၃ယောက်ရှိပါတယ်ဟောသူသမီးကမွေးပြီးတော့ထားခဲ့တာဆိုတော့အိုက်ကလေး၃ယောက်ကိုသူဟိုဖြစ်စဉ်ကာလတုန်းကတော့ကိုဒေါသထွက်မိတယ်ပေါ့နော်ဘယ်လိုပဲဖြစ်ဖြစ်ပိုသားသမီးကိုဒီလိုမျိုးလူကြားထဲမှာခိုးဟဲ့ဖွဲ့ဟဲ့လောက်ခိုင်းနေဆိုပြတအားစိတ်လိုမိပါတယ်ဒါပေမဲ့ပြန်တွေးကြည့်တော့မိပါခြင်းလဲကိုချင်းစားတယ်အဲ့လိုမျိုး စိတ်ကလေးနဲ့ပေါ့နော် သူ့ကိုလည်းပါခွင့်လွှတ်ပေးထားတာပဲရှိပါတယ်အခုတော့ဆယ်သူကတော့ကျမ်းမာရေးမကောင်းဘူးပေါ့နော်အရိုက်ခံရတာဆိုတော့အရိုက်ခဲခံရတယ်သူရှက်လဲရှက်တယ်ဆိုတော့ပေါ့နော်အိမ်ထဲမှာသူလဲနေတယ်အခုတော့ဆယ်တော့ဆေးထိုးတာရယ်ပေါ့နော်ဟိုဘယ်လိုပဲဖြစ်ဖြစ်ပါလှူပေးတာပဲဝမ်းသာပါတယ်သူကလည်းဒုက္ခတော်တော်ရောက်နေရကိုကလည်းမရှိဘူးသူကလည်းဒုက္ခရောက်နေဆိုတော့ဘာပဲဖြစ်ဖြစ်ဝမ်းသာပါတယ်အခုလိုမျိုးလေးလှူပေးတာပဲပေါ့နော် သူလည်းတော်တော်ဒုက္ခရောက်နေလို့ဒီလိုမျိုးလောက်ခဲ့တာပါဟုတ်ကဲ့ပါစိတ်မဆိုးတဲ့အပြင်တော့မှသူအခုလိုအဆင်ပြေသွားတော့ညီမလေးကတနည်းဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ကဲ့ဝမ်းသာပါတယ်ဘာဖြစ်လဲဆိုတော့ခလေးလည်းစားတော့ရတယ်မနေ့ကလည်းနေရောက်ပြီးပါပြီပေါ့နော်သူလည်းနေမကောင်း ကျန်းမာရေးမကောင်းအဲ့လိုမျိုးတုံးလုံးလဲနေရတာတွေ့တယ်ဘေးမှာခလေးရောတွေ့တယ်ပေါ့နော်ထမင်းစားတောင်းနေအောင်လည်းတွေ့ကြတယ်အဲ့ဒါကြောင့်မလို့လဲစိတ်မကောင်းလို့လဲမိဘချင်းကိုရင်းစားလို့နည်းနည်းပါပါ ဖြေသိမ့်လိုက်တာပဲရှိပါလေဟုတ်ကဲ့